အမေရိကန်နဲ့ကုန်သွယ်ရေးစာချုပ်ချုပ်ဆိုခဲ့တဲ့မလေးရှားနဲ့ကမ္ဘောဒီးယားနိုင်ငံတို့ကိုဒီအစိုးရကကန့်ကွက်ကြောင်းနိုဝင်ဘာလ25ရက်အင်္ဂါနေ့ကသတိပေးပြောကြားလိုက်ပါတယ်။သဘောတူညီမှုမှာပါတဲ့အကြောင်းအရာတချို့အပေါ်ဒီအစိုးရကအထူးစိုးရိမ်ပူပန်ကြောင်းမလေးရှားကုန်သွယ်ရေးအဖွဲ့နဲ့ဗေကျင်းမြို့မှာတွေ့ဆုံစဉ်တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနအရာရှိတွေကပြောလိုက်တာပါ။မလေးရှားအနေနဲ့ရေရှည်အမျိုးသားအကျိုးစီးပွားကိုရှေ့ရှုပြီးဒီကိစ္စကိုမှန်ကန်စွာ အသေးချာစဉ်းစားနိုင်လိမ့်မယ်လို့မျော်လင့်ကြောင်းတရုတ်အရာရှိတွေကပြောခဲ့တယ်လို့တွေ့ဆုံမှုပြီးထုတ်ပြန်တဲ့အထက်မှာဖော်ပြထားပါတယ်။အလားတူသတင်းစကားမျိုးကမ္ဘောဒီးယားကိုပြီးခဲ့တဲ့သတင်းပတ်မှာတရုတ်ဘက်ကပြောခဲ့ပြီးပြီလို့ဆိုပါတယ်။သဘောတူညီချက်မှာပါတဲ့အရေးကြီးတဲ့အမျိုးသားလူမျိုးရေးဆိုင်ရာကိစ္စတွေမှာမလေးရှားနဲ့ကမ္ဘောဒီးယားတို့ဟာအမေရိကန်ဘက်ကယက်တီပါမယ်ဆိုတဲ့အချက်ကိုတရုတ်အစိုးရက စိုးရိမ်ကြောင်းပြောနေတာပါ။ဒါအပြင်နှစ်နိုင်ငံစလုံးကအမေရိကန်ရဲ့ကုန်သွယ်ရေးဆိုင်ရာတမ်းမြစ်ကန့်သက်ချက်တွေကိုလိုက်နာကြမယ်ဆိုတဲ့အချက်လဲသဘောတူညီမှုမှာပါတယ်လို့ဆိုပါရယ်။မလေးရှားနိုင်ငံမှာကျင်းပတဲ့အာဆီယံထိပ်သီးဆွေးနွေးပွဲအတွင်းအမေရိကန်သမ္မတဒေါ်နယ်ထရမ်ကမလေးရှားနဲ့ကမ္ဘောဒီးယားနိုင်ငံတို့နဲ့ကုန်သွယ်ရေးသဘောတူညီမှုစာချုပ်တွေအောက်တိုဘာ26ရက်နေ့ကလက်မှတ်ထိုးခဲ့ကြတာပါ။ဒီအစည်းအဝေးအတွင်းမှာပဲ ထိုင်းနဲ့ဗီယက်နမ်တို့လည်းအနာဂတ်မှာကုန်သွယ်ရေးဆွေးနွေးမှုတွေလုပ်ကြမယ့်အခြေခံသဘောတူညီချက်တွေကိုလက်မှတ်ထိုးခဲ့ကြပါတယ်တရုတ်ဆိုရရဲ့အခုလိုတရားဝင်ကန့်ကွက်မှုဟာအာဆီယံအနေနဲ့အမေရိကန်မျိုးသားလုံခြုံရေးနဲ့ဆက်နွယ်တဲ့သဘောတူမှုတွေအပေါ်တရုတ်ဆိုရဘက်ကတီးခံမှာမဟုတ်ဘူးဆိုတာကိုပြလိုက်တာလည်းဖြစ်ပါတယ်တရုတ်ဟာအာဆီယံနိုင်ငံတွေရဲ့အရေးပါတဲ့ကုန်သွယ်ပဲ့နိုင်ငံဖြစ်နေသလိုတစ်ဖက်မှာသမ္မတဒေါ်နယ်ထရမ့်ကသွင်းကုန်အခွန်နဲ့ချင်းချောက်ပြီးအမေရိကန်နဲ့ကုန်သွယ်ရေးနဲ့လုံခြုံရေးသဘောတူညီမှုတွေလုပ်ကြဖို့ဖိအားပေးနေတာပါ ။ဒါကြောင့်အာဆီယံနိုင်ငံတွေဟာအင်အားကြီးတဲ့နိုင်ငံအကြားဂျာမညအောင်တတိထားဆက်ဆံကြရမှာဖြစ်ပါတယ်။အမေရိကန်နဲ့သဘောတူညီမှုရလိုက်တာကြောင့်မလေးရှားကသူ့ကုန်ပစ္စည်းတွေအမေရိကန်ကိုတင်ပို့ခွင့်အထူးအခွင့်ရရမှာဖြစ်တယ်လို့သွင်းကုန်အခွန်1900ခန်းတုံးကောက်ခံရမယ့်အရေးကလည်းကင်းလွတ်ခွင့်ရသွားပါတယ်ခင်ဗျာကျွန်တော်ဇောင်းဝင်လိုက်ပါ